တောင်ကုတ်ပဒောင်းလမ်းမော်ကညောင်ချီရောက်အနီးမှာအရခတ်တတူအီဥဆောင်တဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့သိတင်းရရှိပါရယ်။ဦးရှိပင်မျိုးနဲ့ခုနမိုင်လောက်တာဝေးတဲ့ကပါစာ6နဲ့ညောင်ချီရောက်ကြီးရော်ဝင်းကြီးအနီးနာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသစီသတင်းရင်းမြစ်တယောက်ကပြောပါရယ်။စစ်တပ်ကဒီနေ့တည့်ရက်လို့လေကြောင်းကနေတရဆက်ပုံကြီးတိုက်ခိုက်နေပါရယ်လို့လေသူကပြောပါရယ်။ ဒီကနေ့မေလ10ရက်နေ့မနေ့ပိုင်းမှာမြောက်ချီတော့ပတ်ဝန်းကျင်အနီးကတောတောင်တွေနဲ့ကွင်းပြင်ကအစစစ်ကောင်စီကလေကြောင်းကနေတရဇက်ပုံကျေတိုက်ခိုက်နေပြီးတိုက်ပွဲကလည်းဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအကြဆုံးတွေနဲ့မြောက်ကျိုးကနေနောက်ဆုတ်ထွက်ပြေးသွားတဲ့စစ်ကြောင်းကနေတပ်သားတွေကိုပြန်လည်စုဖွဲ့မှုလုပ်ကာမြောက်ချီတော့အနီးဝန်းကျင်မှာစစ်ကြောင်းထိုးလှုပ်ရှားလာတဲ့အတွက်အေအေဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာကနေတိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့သိရပါဗျ။